ကျွန်တော် zoom class တွေသင်လို့ရှိရင်ကျွန်တော်အမေးများတဲ့မေးခွန်းတစ်ခုရှိတယ်။ဘာလဲဆိုတော့ running shoe တွေမှာပါတဲ့ဒီ short absorption နဲ့ energy return ကဘာလို့ပြောရလဲဆိုတော့မေးခွန်းဖြစ်ပါတယ်။ short absorption ကိုဥပမာပေးရင်ဒီ motor car တွေမှာတက်ထားတဲ့ဒီ short bar တွေနောက်တစ်ခါ cycle တွေမှာတက်ထားတဲ့ short bar တွေဒါတွေနဲ့ဥပမာပေးရပါလိမ့်မယ်။ပြောရရင် motor car တစ်စီးမှာဒီ အောက်ကျန်းပြင်ကနေပြီးတော့ဒီတက်လာတဲ့ဒီစောင့်တံပေါ့ impact force လို့ခေါ်ဒီ force ကိုဒီမော်တော်ကားရဲ့အစိတ်ပိုင်းနေအပေါ်မှာစီးနေတဲ့လူတွေဒါတွေကခံနိုင်ရှိဖို့အတွက်သူကကြားရရနေဒီ short absorber ကိုအခုခံအနေနဲ့တက်ပေးထားတာပဲဖြစ်ပါတယ်။ဒီတော့ running shoe တွေမှာဆိုရင်မြေကြီးပေါ်ကတက်လာတဲ့ဒီ impact force ကိုဟိုကျွန်တော်တို့ကလူမှာရှိတဲ့ဒီတန်တန်ဒီ ligament တွေကဒီခံနိုင်ရှိအောင်လို့ဂျားထဲမှာ cushion အနေနဲ့ short absorption ကောင်းတဲ့ material ကိုထည့်ပေးထားတာဖြစ်ပါတယ်။အဓိကအားဖြင့်ဒီ TPU တို့ EVA တို့နောက်တစ်ခါ PU တို့ အဲပိုလီယူရီသိန်းပေါ့ဒါမျိုးမတီရီတွေကိုထည့်ပေးထားတယ်အဲဘယ်နေရာမှာထည့်လဲဆိုရင် အောက်ဆိုးမှာထည့်တယ်မစ်ဆိုးမှာထည့်တယ်အဲနောက်တစ်ခါအင်ဆိုးထဲမှာထည့်တယ်အဲအများဆုံးထည့်တာကတော့ဒီဖနောက်နေရာမှာရှိတဲ့ဒီဟီကောင်တာလိုဟာမျိုးပေါ့ဒီလိုနေရာမှာဒီ short absorption material ကိုထည့်ပေးထားရပါတယ်ဒါကတော့ကျွန်တော်ဒီဖနက်မှာပါတဲ့ short absorption နဲ့ပတ်သက်ပြီးပြောပြပေးခြင်းဖြစ်ပါတယ် ဒါဆိုကျွန်တော် energy return အကြောင်းကိုဆက်ပြောပြပါမယ်။အဲပြောရရင်တော့ဒီ energy return ဆိုတာကဒီပြေးနေတဲ့အချိန်မှာအောက်ကနေပြီးတော့လူကိုအပေါ်ကိုဘလောက်တွန်းထုတ်နိုင်လဲပေါ့။လူကိုဘလောက် bounce ပြအောင်အောက်ကနေတွန်းနိုင်လဲ။ အဲအဲ့ဒီအားကိုပြောခြင်းဖြစ်ပါတယ်အဲဒီတော့ဖနက်တရံနဲ့တရံပေါ်မူတည်ပြီးတော့ energy return ရှားခိုင်နှုံးနေရမတူပါဘူးတခုတတိထားမှာဒီတချို့ဖနက်ဒီရဲ့ energy return ကများတဲ့အတွက်ဒီပထမဆုံးစပြီးတဲ့ beginner တွေမှာဆိုရင်ဒီဖနက်ကပေးတဲ့ဒီ bounce အားကိုမခံနိုင်တာမျိုးရှိပါတယ်တချို့ဖနက်ကုမ္ပဏီတွေဆိုရင်သူတို့ဖနက်ကိုကြော်ညာတဲ့အချိန်မှာဒီဖနက်ကတော့ energy return ဘလောက်ပေးထားတယ်အဲဒါကြောင့်မင်းကအနည်းဆုံး pace အဲဒီ3 to 4ကြာပဲပြေးမှဒီဖက်ကို စီးတင်တယ်ဒါမျိုးပြောထားတာရှိတယ်အဲဒီလိုအချိန်မှာကျွန်တော်တို့ veganer ပြေးတဲ့လူတွေက ဒီ pace က6 7လောက်ပဲပြေးတယ်ဖနက်ရဲ့ဒီ energy return 3 to 4လောက်ဖြစ်နေမယ်ဆိုရင်ဒါဒီ energy return ကိုမလိုက်နိုင်တဲ့အတွက် injury ရဖို့များပါတယ်ဒီအချက်ကတော့ကျွန်တော်တို့ဒီ energy return နဲ့ပတ်သက်ပြီးသတိထားမယ့်အချက်ဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရှေ့မှာပြောသွားတဲ့ short absorption ဒီဒီလူရဲ့တန်တန်နေ ligament တွေကိုခံနိုင်ဖို့အခုခံဖြစ်တယ် energy return ကတော့ဒီလူကို bounce ပြအောင်တွန်းထုတ်နိုင်တဲ့အားကိုခေါ်ဆိုခြင်းဖြစ်ပါတယ် ဒါဆိုတော့ဒီနှစ်ခုရဲ့အတိတ်ပဲကို꿰ပြပြီးတည်သွားလိမ့်မယ်လို့ထင်ပါတယ်